ားလုံးပဲမင်္ဂလာပါရှင်။စိုင်းဆရာမခင်းနှင်းယူရေးသားတယ်။ဆယ်ပြည်တောင်ချော့တော်မပြုံးဆိုတဲ့ဝိတုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ဆယ်ပြည်တောင်ချော့တော်မပြုံး။တပ်ပေတက်တာတတဝါတို့ကျန်ဝါပြောင်းတန်ပွေခဲကိုရင်ရဲချင်းမှာတင်တုံးသားဝင်ပြားကိုမသိရမားမိသူဇာတိအဖြစ် ကိုတနစ်ကို မစစ်မတွန်စီးစိမ်ထက်ဝင်တတ်တတ်ဖို့သာနောင်ဖို့ပါအောင် ရိတ်ခါမထောင်မအောင်မိပဲတပင်ပွဲနေအလွဲစရီမိကြံလီဟု စီတူကြော်ထင် မမဲ့သွဲတို့အိမ်မှပြန်လာသောညနေတွင်ဘိုမူးဆန်သည်စိတ်မသက်မသာဖြစ်မိ၏အမှန်တော့စိတ်မသက်မသာဖြစ်ရခြင်းအကြောင်းကို မေးလင်လေဖြေရခတ်ပေသည် သူ့စိတ်ထဲတွင် တစုံတယောက်ကို ူစိတ်မချမ်းသာကြဖွင့်၍ပြောကျင်တော့လေဘာကြောင့်စိတ်မချမ်းသာကြမေးလင် ဖြေရမှာကိုခက်၍နေပြီသည်ဘိုမူးစံစိတ်မချမ်းမသာခြင်းမှာသူတွားရောက်လဲပတ်တော့ယခုတစ်ချိန်တွင်မမဲတွေ့သည် မပြုံးခြင်းကြောင့်ဖြစ်ပေသည်မမဲတွေ့မပြုံးသောကြောင့်သူစိတ်ညစ်နေပါသည်ဟုပြောလင်ကြားရသူကရီကောင်းရီမီဖြစ်တော်လဲစိတ်ထဲတွင်တော့ပေါ်ပေါ်ပါပါမရှိ၍သူတွားရောက်လဲပတ်တော့အချိန်တွင်မမဲတွေ့ရုပ်တွင်ကို ပြုံးပြုံးရွှင်ရွှင်မြင်လိုပါသည်။သူသည်ဧည့်သည်တယောက်မျှသာမဟုတ်ပါလား။အိမ်ရှင်မဖြစ်သူမမဲတွဲကမှမပြုံးပါလင်ဧည့်သည်ဖြစ်သူမှဘလို့မျက်နာထားရပါလဲ။ဒါကိုလည်းမမဲတွဲသည်ကြိုတင်တည်ထားပြီးဖြစ်တင်ပေသည်။မမဲတွဲသည် လူလောကဝတရားများကိုမသိနားမလဲသည့်အခလေးမှမဟုတ်ပေပဲ။အထူးသဖြင့်ပို၍အံဩသည်ကရခိုင်ရခင်တွားရောက်လဲပတ်ချင်းများတွင် မမ်းမဲ့တွဲကို ရှင်ရှင်ပြပြတွတ်တွတ်လက်လက်တွေ့ရပါလျက်နှင့်ယခုတစ်ချိန်တွင်မမ်းမဲ့တွဲသည်ဘားကြောင့်ညှို့ညှို့ငင်ငင်နေရပါသည်နီအမှန်တော့မမ်းမဲ့တွဲတို့လင်မယားနှစ်ယောက်နေပုံထိုင်ပုံကို သူအစင်ကြည်နူးစွာကြည့်မိ၏မမ်းမဲ့တွဲသည် တောင်သူကြီးတယောက်ဤတမီးဖြစ်၏သူဖားခင်ဤရာခင်းများအနားတွင်ပင်ပြင်တော်အိမ်ဆောက်၍နေသည် သူသည် ရာခင်းရှင်ကြီးဤတမီးဖြစ်ရသည်ကို ြည်ကြည်နက်နက်ရှိကြောင်းခဏခဏပြောတတ်ပေသည်သူခင်မောတဲ့မှာဗိုလ်မှုတို့တက်စကန်းနဲ့ယာခင်းချရှိတောချောင်းလေးတွင်ကြောင်းဆရာဖြစ်ပေသည်မမဲ့အတွက်ခင်မောကကြီးကြီးမွန်မွန်ရှိပေသည်မမဲ့အတွက်လိုပင် မိษွေကိုချစ်တတ်ခင်တတ်သောသူတယောက်ဖြစ်၍စကားကိုရိုးရိုးသားသားပင်ပြောတတ်သည်ဗိုလ်မှုသည်မမဲ့အတွက်ခင်မောနှင့်ယာခင်းအဆက်တွင်တွေ့ကြရမှ မိษွေစားဖြစ်ကြခြင်းဖြစ်ပေသည် စနေနေ့ညနေဆောင်၌လိုလို့ မမဲသွဲတို့အိမ်တို့တွားရောက်လဲပတ်တတ်၏။လေမယားနှစ်ယောက်နေပုံထိုင်ပုံကြီးရသည်ကိုပင်စိတ်ချမ်းမြေ့စရာကောင်းသည်ဟုထင်မိ၏။သူတို့နှစ်ယောက်သည်တောမှနေကြတော်လဲဘုံမူးနှင့်တွေ့လျင်လူများ၏စိတ်ဓာတ်အကြောင်းလောကကြောင်းဓမ္မကြောင်းများကိုချေချေငန်ငန်ဆွေးနွေးတတ်ကြပေသည်။ဘုံမူးသည်ကြိုတင်ချင်းဆူထားခြင်းမရှိပဲခဏခဏမမဲသွဲတို့အိမ်တွင် ထမင်းစားတတ်ပေသည်။ဤအကြောင်းကပင် မမဲတွဲတို့အိမ်သားစုနှင့်ဘိုမူမိမရင်းနှီးဆောင်ကို ပြခြင်းဖြစ်ပေသည်ဘိုမူထမင်းစားလျင်ချက်ချင်းလိုပင် ရှိတတ်သည်။နှင့်ချက်ပြုတ်၍မမဲတွဲကကျွေးတက်ပေသည်ဘာမှမရှိဘူးဆိုရင်တောင်အိမ်နောက်ဘူးစင်မှဘူးညွတ်လက်လက်ဆက်ဆက်ခူး၍ငကြီးเจ้าနှင့်ကြော်ချက်ချိုချိုလေးချက်ကဘိုမူကိုကျွေးတက်ပေသည်စကားဝိုင်းတွင် ဖြစ်စီထမင်းဝိုင်းတွင်ဖြစ်စီမမဲတွဲစကားပြောပုံကိုတခါတခါဘိုမူက အကဲဖြတ်ကြည့်မိ၏သူစကားပြောဟန်သည် ထူဆန်းသည်ဆိုရမည်လားရီမွန်သည်ပြောရမလားကြီးကျယ်သည်ဟု ဆိုရမလားမတွေးတတ်ပေမမဲတွေ့သည်သူခင်မိုးကို မမဟူ၍ခေါ်သည်လင်းကိုခေါ်ဟန်ကပင်မဲတွေ့ခေါ်ပုံသည်စမ်းသည်ဟုဘုံမူးကထင်မိသည် တနေ့စီကတန်တရာဤရှုပ်ထွေးပုံတခါတရံတဝဲလေလေနေရသောဘဝတွင်ညီးငွေလာတော်လေလွမြောက်ရာတရားကို ရှာမတွေ့ကြသေးဘုံဆွေးနွေးကြ၏မမဲတွဲကလည်းပါဝင်ပြောဆိုပေးသည်တကယ်ဆိုတော့ဘုံမူရဲ့ကျမနဲ့မောင်မောင်ကလည်းတန်တရာကလွတ်မြောက်ချင်ကြတာပါပဲကျမဖူးကတော့လာဝန်းကြီးလိုပါပဲမောင်မောင်ကတော့ကဘာမြေကြီးနဲ့တူတယ်ကဘာလုံးနဲ့လာဝန်းကြီးဟာအာဃာတနာတတ္တိအားနဲ့တူးတူးအပြိုင်ဆွဲကြရင်ဒီဆက်ကြဝလာထဲမှာလဲပတ်နေတာပဲလာဝန်းကလည်းမြေကြီးရဲ့ဆွဲငင်နဲ့ဓာအားကနေကြော်မသွားနိုင် မြေကြီးကလည်းလာဝုံးကိုထားရစ်ပြီးစင်ထွက်သွားလို့မဖြစ်ဘူးမို့လားဒီလိုနဲ့ဒီဆက်ကြဝလာထဲမှာလာမင်းနဲ့ကဘာမြေကြီးလဲပတ်နေတယ်လို့မောင်မောင်နဲ့ကျမလည်းလဲနေရတယ်ကဘာမြေကြီးသာ မရှိရင်လာဝုံးဟာရှိမယ်မထင်ပါဘူးမောင်မောင်သာမရှိရင်လေကျမဘဝတော့တမျိုးအဆုံးသက်သွားမှာပဲရှင်းရှင်းပြောရရင်မောင်မောင်ကြောင့်ကျမအသက်ရှင်နေတယ်ဆိုရမှာပေါ့မမေတွေ့သည်ဤနေရာတွင်ခဏယနာကပြုံးလိုက်ပြီ ဆက်၍ပြောသည်တန်တရာဆိုတာဒီလိုပဲပေါ်ပေါ်မှုရယ်စွဲငင်တဲ့ဓာတ်အားတွေကြောင့်လင်းနေရတာပေါ့ဒီဆက်ကြဝလာတစ်ခွင်မှာသူ့လိုင်းနဲ့သူလှည့်ပတ်သွားလာနေတဲ့နေလာနှက်ခတ်တရာဂျိုနဲ့ကဘာမြင့်ကြီးတွေလှည့်ပတ်နေတဲ့စနစ်အတိုင်းပေါ့ဤနေရာ၌မတ်မဲတွေ့သည်တန်တရာလေပုံစနစ်ကိုလက်ရှိလောကရက်ဆရာများယူဆလက်ခံထားသောကဘာနှင့်လာဝန်အစရှိသည်တို့လေပတ်ပုံစနစ်ပေါ်တွင် မူတည်၍ပြောပြသွားပေသည်သို့သော သူပြောခြင်း၌အသက်ရှင်ခြင်းနှင့်တန်တရားလဲခြင်းကိုရောတွေး၍ပြောသွား၏သူမမောင်သာမရှိလင်သူအသက်မရှင်နိုင်ဟု၍လဲဆို၏တန်တရားဆိုသည်မှာတဘောဝတွင်တစ်ခါတည်၍လဲလွတ်မြောက်သည်မဟုတ်ပါဘီတည်သည်ဤနောက်တွင်လဲတန်တရားမှာလဲရအောင်မိသာသည်သို့သောမမဲ့အတွက်ဆိုလိုသည်မှာသူယောက်ျားအပေါ်တွေ့တာသောတန်ရောစဉ်ဤအမြင်တည်းဟုသော အာဃာတနာတတိကြောင့် ဤတန်တရားဝယ်လေပတ်နေသည်ဟု ဆိုလိုလေသလားတိုးတော်ဘလိုပင်ဆိုဆိုထိုနေ့များကမမဲ့သွေး၏ရှင်ပြုံးသောမျက်နာသည်သူတို့စကားဝိုင်းလေးကိုစိုးပြေစေလေသည်ခင်မုန်းတဲ့ကိုအောင်သူသည်ရှမ်းပတ်စလိတ်တို့ကိုခဲကငြိမ်သက်စွာနားထောင်နေတတ်၏သူတခါတခါဝင်၍ပြောတော်လေသူသည်ဆိုလိုခြင်းသောအရာကိုထီရောက်စွာပြောတတ်ပုံမရပေသူဆိုလိုခြင်းသောစကားတစ်လုံးကိုအတိုင်းဝိုင်းအတော်ချီးပြီးမှ အတိတ်ပဲပေါအောင်ပြောပြတတ်ပေသည် အမှန်မှမူစကားပြောဟန်ယူသားခြင်းကြောင့်လူရသူရအောင်မမဲတွဲခဲ့သူဒိုးကနေတောက်ကနေမပြောနိုင်ခြင်းဖြစ်ပေလိမ့်မည်ဟုဘုံမူးကယူဆ၏ရာခင်းထွက်ပစ္စည်းများကို ရောင်းပြီးတိုင်းမမဲတွဲတွင်ရွှေတို့ရွှေစများတိုးပွားလာ၏သူဖာခင်သည် ရာခင်းကိုသာကြိုးကြိုးပမ်းပမ်းလှုပ်ပေသည်မမဲတွဲနှင့်ယခုခင်မုန်းကိုအောင်သူတို့အမူယာကလည်းသူတို့ဘဝသူတို့စီးပွားရေးအခြေအနေကို ကျင်းနဲ့နှစ်သိမ့်ကြဟန်ပြ၏အထူးသဖြင့်ဘိုမူအီယာတော်သို့လာလေခြင်းမှာစိတ်နှလုံးချမ်းမြေ့ခြင်းကြောင့်ဖြစ်၏ဤကဘာဝေရောင်ရဲသောမျက်နာထက်အဘယ်မျက်နာသည် ပိုမူအေးချမ်းပါမည်နည်းဖာခင်ကြီးကလည်းပဲပင်များကြောင့်နွားနှင့်ပန်းမွေများအကြောင်းကိုသာဝမ်းပန်းတသာ ပြောပြတတ်သလိုမမဲ့သွဲတို့လင်မယားကလည်းစာပေနှင့်ဓမ္မတရားအကြောင်းများကို ကြည်ကြည်နူးနူးဆွေးနွေးတတ်၏သူတို့ရာခင်းသည် ဘုံမူဤစစ်တပ်နှစ်တော်၎င်းစစ်တပ်ဟိုမာဘက်ရှိမြို့ကြီးနှင့်၎င်းတဘာသာချသောကဘာငယ်တစ်ခုသာတည်းဤကဘာကိုမမဲ့သွဲတို့မိသားစု၃ယောက်သည်သူတို့ဘာသာဖန်ဆင်းကြဟန်တူ၏တခါတရံဘုံမူသည် လောဘဇောကင်းသောဝါဝန်တိုခြင်းကင်းသောသူတို့အတိုင်းဝိုင်းလေးတွင်နေလိုသည်သူတို့ဘဝကို အားကြပေသည်ရယူလိုသည်ဆိုလျှင်ပုံမို၍မှန်ပေလိမ့်မည် ထုံမြအားရနှစ်သက်ပွဲကောင်းသောကဘာသူမတ်မဲတွေ့သည်ယခုတစ်ချိန်တွင်ဘာကြောင့်မပြုံးပါလေသနည်းမတ်မဲတွေ့သည်ဘဲကဘာရင်းနေနေမိမသည်မိမဖြစ်သည်မို့ဝန်တိုသောစိတ်ကြောင့်ဘိုးမူးကိုကြွေးမွေးပြုစုရသောတာဝန်ကြောင့်စိတ်ညူစုကမပြုံးလီရော့သလားဘိုးမူးကမို့နောက်စနေတွင်မတ်မဲတွေ့တို့ထန်းတို့မတော်ရင်ဆုံးဖြတ်လိုက်လေသည်တောက်ကြနေညနေပိုင်းလောက်တွင်မူကိုအောင်သူပေါက်လာ၏သူဤ နဂိုထုံးစံတိုင်းပြုံးပြုံးရွှေရွှေမင်းဖြစ်၏သူ့လက်ထဲရှိလွယ်အိတ်ထဲတွင်မူအုံးသီးနှလုံးပါလာလေသည်ဘိုးမူသည်သူ့ကိုပြပြသလဲဧကန်၏ဆိုပါအောင်ကိုအောင်သူဘယ်ရလဲလာလဲဒီနေ့ဥပုံတွင်မူကြောင်းပိတ်တယ်ရုတ်တက်ပြီးအုံးသီးသွားဝယ်တယ်မမဲ့တွဲကယောဂပြန်ဘိုးမူစီဝင်ခဲ့ပါဆိုလို့ဝင်လာတာပဲကိုစိတ်နဲ့ကိုအလိုလိုလှောင်ရှားနေတော့ဘိုးမူသည် သူစိတ်ထင်သွားသည်ကိုမမဲ့တွဲများတီသွားလေသလားဟု အံ့အားတင်သွား၏ကိုပေါင်သူကမူသူစကားကိုဆက်ပြော၏ဒီနေ့တပည့်တွေစူးစမ်းပြီလို့ကျက်နှကောင်ရတယ်တကောင်ဒီနေ့ချက်စားပြီးနှက်ဖြတ်အုံးတို့ခေါဆဲချက်စားမလို့အဲ့ဒါမမဲ့သွဲကဘိုးမူးကိုလာပြီးအောင်လာစေရင်နဲ့တဲ့ဒါကြောင့်ကျွန်တော်တသက်ဝင်လာခဲ့တာခါတိုင်းလာနေတာပဲမဲ့ဒီနေ့မှမျိုးတက်သွားမှာဆိုလို့ဘိုးမူးကကိုပေါင်သူစကားဆုံးလင်ဝမ်းထဲမှပြုံးမိ၏တိုးတော်သူရင်ထဲတွင်မူမကြင်မနှက်ဖြစ်သည်ကိုဖွင့်၍ပြောခြင်းမေးသည် စိတ်တော်မဆိုးနဲ့ကိုအောင်သူရဟိုကြံတဲ့ဇနီကျွန်တော်လာတော့ကမတ်မဲ့သွေးဟာပြုံးလဲမပြုံးဘူးဒီတော့ဧည့်သည်ဖြစ်တဲ့ကျွန်တော်ကဘယ်နေတတ်တော်မလဲကိုအောင်သူကမျက်လုံးကလေးများပြူးသွား၏သူပါရော၍စိတ်မကောင်းဟန်ကိုလည်းပြ၏အိုးဒီလိုလားပုံမှုရဲ့မဲတွေ့ဟာတခါတခါဒီလိုပဲပြုံးမှုကိုမေးသွားတတ်ပါတယ်ဒါကိုတော့စိတ်မရှိပါနဲ့ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်တို့ကိုဆက်လက်ခင်မင်သေးတယ်ဆိုရင်တော့လက်ပြန်ဆက်ဆက်လာပါပုံမှု ဂုံတရေရှိလူကြီးတွေနဲ့ပေါင်းတင်တဲ့အခါမှာပြုံးနာဟာဘလောက်ရေးကြီးတယ်ဆိုတာမဲတွဲကို ပြောပြရအောင်မယ်။ဟုတ်ပါရဲ့။ကျွန်တော်တပည့်တွေကိုတင်ပြတယ်။မိတ္တမလထီကာထဲမှာပြုံးမာဆိုတဲ့စကားပါသားပဲဘုံမှုရဲ့။ကိစ္စမရှိပါဘူးကိုအောင်သူ။ကျွန်တော်လာခဲ့ပါမယ်။ကျွန်တော်ခမားတို့ဘော်ခင်မင်းနာဟာတာမန်ခင်မင်းမှုမျိုးမဟုတ်ပါဘူး။ဘုံမှုကစိတ်ကျေနပ်သွားဟန်နဲ့စကားစာတက်လိုက်၏။ကိုအောင်သူကမူစိတ်မထင်းတဲ့ကြောင့်ကိုပြန်ဒီအထိပင် တဖွားဝပြောကပြန်သွားတော့၏စနေနေ့ထမင်းဝိုင်းတွင်မူမမ့်မဲ့တွဲကိုပြုံးပြုံးရှင်ရှင်တွေ့ရသည်အုံတို့ခေါင်းဆွဲကိုဖော်ဖွဲရရစပွဲပေါ်တွင်ပြင်းပြကြွေ၏စကားတပြောပြောနှင့်စား၍လဲကောင်းမိသည် ရာတော်ဘတ်စီမှတညင်းချင်းတိုက်ခတ်လာသော လေပြင်းမှလည်းလမ်းဆက်အေးမြကစကားဝိုင်းကိုပုံမိုး၍ပြေပြစ်စေအောင်ဖန်တီးနေရန်ရှိ၏စကားပြောကြရင်းမှမမ့်မဲ့တွဲသည် ပြုံးချင်းချောင်းကိုရောက်အောင်တဲ၍သွားပေသည် ဘုံမူးစိတ်ထဲတွင်တက်ခနဲတည်သွားသည်ကိုအောင်သူသည်သူပြောသောစကားအားမမဲတွဲကိုပြောကြပြီးဟန်ရှိ၏မမဲတွဲပြောဟန်သည်၎င်းပြောသောအကြောင်းရာသည်၎င်းစိတ်ဝင်စားစရာကောင်း၏မပြုံးမိတဲ့အတွက်လူတယောက်တရားတဲ့ဆိုရင်အင်မတန်အဝန်းစရာကောင်းတာပဲဒါပေမဲ့တကယ်မပြုံးလို့တဲ့သူတွေဟာသူတို့အသက်ကိုစွန့်ပြီးမပြုံးခဲ့ကြပါဘူးကိုအောင်သူရောပုံမူပါပါဇက်ဟာသွားကြ၏မမဲတွဲကမူအပြုံးမပြတ်ပေ ပြူခင်းမှာဆိုရမှာပေါ့ဟန်တာနာဂရပြည်ကြီးကိုထူထောင်တဲ့ကရပေါ်မင်းကြီးမင်းဆက်မှာစောမွန်နဲ့မင်းကြီးဆိုတာရှိတယ်သူနဲ့ရွာဆန်တဲ့နောက်သားတော်နှစ်ပါးကျန်ရစ်တယ်သားကြီးပြူစောထီးဟာထီးနှန်းကိုဆက်ခံပြီးသားငယ်ပြုံးမင်းကတော့အိမ်ရှိအရာကို အနှင်းခံရတယ်ပြုံးမင်းဟာဘာလို့ပြုံးမင်းလို့တွေ့ရတယ်လဲဆိုရင် သူ့စိတ်ထဲကလှိုက်လိုက်လေလေကြည်သာရှင်ပြလို့ပြုံးပြီးကောင်းငင်ကိုမော်ကြည့်လိုက်ရင်ယတနာမိုးဟာ ကောင်းငင်ကရွာကြလာတာပဲ။ဒါကြောင့်သူ့ကိုပြုံးမင်းလို့ခေါ်တယ်။သူတို့ကမမဲ့တွေစကားကိုနားထောင်ရင်ခေါဆွဲစားပြီးကြ၏။မမဲ့တွေသည်ရင်နွေးချမ်းကိုဆက်လက်ပြင်ပေးပြီးသူ့ယာဇဝင်ကြောင်းဆက်ပြန်သည်။တနေ့တော့တရုတ်ပြည်ဥတီဘွားမင်းကဒီပြူမင်းပြုံးမင်းတို့အကြောင်းဟာအင်မတန်ထူးဆန်းအံ့ဩဖွယ်ကောင်းနေဆိုတာကြားရတော့ဟုတ်မဟုတ်သိရအောင်တန်တမန်များကိုစေလွှတ်လိုက်တယ်။တန်တမန်တွေကပြူစောတိမင်းကြီးစီ အခါစားဝယ်မီလျှောက်ထားကြတယ်။နေပြည်တော်ရဲ့ထူးဆန်းအံ့ဩဝယ်ကောင်းတဲ့အကြောင်းတွေကိုတော့သိမြင်ခဲ့ကြရပါပြီတဲ့။ဒါပေမဲ့ပြုံးမင်းပြုံးတဲ့အခါရတနာမိုးရွာသွန်းနေဆိုတာအင်မတန်ကိုအံ့ဖွယ်တည်းရဲ့ရုံနိုင်ရန်ခက်ခဲလောက်အောင်ကိုထူးဆန်းလာပါပြီတဲ့။ဒါကြောင့်ဘယင်ဥဒီဝါဆေလွတ်လို့လာရကြောင်းပြုံးမင်းပြုံးတာကိုတွေ့လို့ကြောင်းဘယင်ကြီးကိုရှောက်တင်ကြတယ်။ဟိုမူးကထိုရာဇဝင်ပုံမြင်ဘလို့အဆုံးတက်မြီကို တထိတ်ထိတ်နဲ့စိတ်ဝင်စားလာ၏။ မမဲသွဲကမူခက်ပြုံးပြုံးမင်ဆက်ပြော၏မင်းတရားကြီးကလည်းသူ့ညီရဲ့ဖုန်းတကုတ်ကိုတန်တမန်တွေရှိမှပြကျင်တာပေါ့ချက်ချင်းပဲညီတော်ကိုရှိတော်တွင်ပြီးတန်တမန်များရှိမှပြုံးခိုင်းတယ်ညီတော်ပြုံးမင်းဟာတစ်ချက်မှမပြုံးဘူးတဲ့စိတ်ထဲကမပါပဲပြုံးရင်လေယတနာမိုးကရွာမှလည်းမဟုတ်ဘဲကိုသူ့စိတ်ကိုလည်းပြုံးအောင်လုပ်လို့မရဘူးဘာဖြစ်လို့ပြုံးမရလဲဆိုရင် ပြုံးမင်းဟာပုပ်ပေနိဝါဒညံနဲ့အနာဂရန္တညံရတယ်ဆိုရမယ် ရှေးဘဝခုနှစ်ဘဝအဖြစ်နောက်ဘဝခုနှစ်ဘဝအဖြစ်ကိုသိတယ်။ညီလာခံမဝင်ခင်က "तू ကဘာကိုတွေးမိလဲဆိုရင် तू မကြီးတော့ပြူစောထီးမင်းရဲ့မိဖုရားကြောင့်တွေးမိခဲ့တယ်။အဲ့ဒီမိဖုရားအဖြစ်ကို तू စဉ်းစားကြည့်တော့ဒီမိဖုရားဟာတခါတော့ကယောက်ျားဘဝကိုရခဲ့တယ်။အဲ့ဒီယောက်ျားဘဝမှာ तू တမားသားမယကိုတွာလာကျူးလွန်မိတဲ့အတွက်အဲ့ဒီဘဝကစွတည်တဲ့အခါအပယ်လားအပယ်ကလွတ်ပြန်တော့လဲစိတ်နွားဖြစ်ရတယ်။အဲ့ဒီဘဝတွေက အဖန်လဲလဲဖြစ်ပြီးမှကတ္တပမျက်စွာဖရာရဲ့တပိတာတာဝကတယောက်ကိုချီးညိုခဲ့မှုတဲ့ကျေးဇူးကြောင့်အခုဘဝမှာမိဖုရားလာဖြစ်လာတယ်။ခုမိဖုရားဘဝကတည်ရင် ခွေးဖြစ်နေကျင်းပိုက်တော်ငရဲမှာခံရတော့မှာပါလားလို့ထက်မှန်ပြီးသိမြင်လာတယ်။ဒါကြောင့်ပြိုးမင်းဟာမကြီးတော်အဖြစ်ကိုတွေးတွေးပြီးစိတ်မချမ်းမြေနိုင်ဘူး။တတဝါတွေဟာအလျံတပြောင်ပြောင်တောက်နေတဲ့တန်တွေခဲကို အစာမှတ်ပြီးသွားနာမိတဲ့ရင်ကောင်လို့ ြီးတော့တင်နှုံးသွားပေါ်ကပြားရည်ကိုသာမြင်ပြီးဓားသွားကိုတတိမထားပဲပြားရည်ကိုမှားရက်မိတဲ့ယင်လိုပဲနောက်ပါဖြစ်မယ်ကိုတော့မတွေးမိပဲလက်ရှိစည်းစိမ်ထက်မှပြောနိုင်ရွှေနိုင်မိတယ်နောက်တဘောအတွက်ကုသိုလ်ကောင်းမှုပြုဖို့ကိုမေးနိုင်ရက်ပေးတယ်လို့တွေးရင်တွေးရင်ပြုံးမင်းဟာစိတ်မချမ်းမသာဖြစ်လာတာကိုဘလောက်ဖြစ်လဲဆိုရင်ညီလာခံတဲ့ဘက်မှာဘရင်အမိန့်တော်နဲ့ပြုံးခိုင်းတာတော့မပြုံးတော့ဘူးနောက်ဆုံးကြတော့ပြူစောတိဘရင်ကြီးက နိုင်ငံသားတန်တမန်ကြီးများရှေ့မှာငါးရက်ကိုခွဲလေခြင်းဆိုပြီးတက်စီဆိုတဲ့အမိန့်ချမှတ်လိုက်တယ်။မမေတွေ့သည်ထိုအခန်းကိုအေးအေးပင်ပြောတော့လေဘိုးမူးမျက်နာကမူစိတ်မကောင်းဟန်ပြ၏။နောက်ဆုံးတော့သူတော်ကောင်းကိုပြင်မာတဲ့အတွက်သူတို့တမ်းမီကလည်းချက်ချင်းလောင်မိကြလေမုန်တိုင်းစင်ပြီးပျက်စီးသွားတယ်။ဒါပါပဲဘိုးမူးမမေတွေ့ကစကားစတတ်ကလက်ဖက်ရည်ပန်းများကိုတင်း၍နောက်ဖေးဆောင်စီသို့ထွက်သွားတော်သည်။မမေတွေ့စကားသည် ်ဏီကုံးပါသိင်၏ဘုံမူးနှင့်ကိုအောင်သူတို့သည် ခက်ကြောင်ကြောင်ပင်ကြံ့ရစ်ကြ၏သူတို့သည် အတွေးကိုစီတွေးနေကြတော့လေတယောက်အတွေးနဲ့တယောက်မတူကြပေဘုံမူးသည် ပြန်လာသောချိန်တွင်မတ်မဲ့အတွက်ပုံမြင်ကိုအိယာဝင်သည်အထိတွေးတုံးပင်ဖြစ်၍ပြုံးမင်းသည်မကြီးတော်အဖြစ်ကိုမြင်၍မပြုံးနိုင်ဆို၏မတ်မဲ့အတွက်ကဘသူအဖြစ်ကိုမြင်၍မပြုံးပါလေသည်နီမတ်မဲ့အတွက်ဝင်ဘဲသူသောတရိတံဝေရเสียအကြောင်းတို့သည် ်ဖြစ်ပေါ်နေပါသနည်းသူဒီမိတ်ဆွေတယောက်ဤမပြုံးနိုင်သောအဖြစ်ကိုပင်တွေးရလွန်း၍အိတ်မပြောနိုင်တော့ပေနောက်ပတ်များတွင်မူမမဲ့သွဲတို့ထန်းတို့တွားရန်အချိန်မရ၍မတွားခဲ့ရပေတဖြည်းဖြည်းနှင့်အနေဝေးသလိုဖြစ်လာ၏ဝါဇိုလားပြည့်ကျော်တရက်နေ့ကမူတက်မှဝါဇိုသင်ငန်းကပ်ပွဲလုပ်၏စီစဉ်သူမှာဘိုးကြီးတယောက်ဖြစ်၏ဘိုးမူးကမူထုံးစံတိုင်းသင်ငန်းကန်ရေဆက်ခွက်ကန်ရသောအလုပ်ပင်ဖြစ်၏ သူသည်ပင့်ပိတ်ထားသောဖုံးကြီးများကိုအလဲကျသင်္ကန်းကက်ရာတွင် ပြစ်စမမြောက်ဖုံးကြီးအလဲသို့ရောက်သောအခါသူ့လက်များသည်တွန်သွား၍ပါဇက်ပင်ဟသွားတော်သည်သင်္ကန်းအကက်ခံရသော ဖုံးတော်ကြီးမှာမတ်မဲတွဲ၏ခင်မောကိုအောင်သူသာသည်ဖုံးကြီးပွဲကိုလည်းသူမသိကြွာလာစဉ်ခါကလည်းတတိမထားမိပြီ သူသည်ဘာကဆ၍မေးရမည်ကို မသိသလိုကြောင်းနေ၏ပါဇက်ကလည်းအာဇီးထည်ထားသလိုဖြစ်နေသည်ကိုအောင်သူမျက်နာကလည်း ဘဂရီစကုအင်ဒရီချကငြိမ့်တက်နေသည် သူ့ကိုပင်မြင်ဟမတူပေပြန်ကြွသွားသည့်အထိကိုအောင်သူသည် သူ့ကိုစကားမဆိုဘဲတွား၏ကိုအောင်သူသည်ဘုံမူးကိုယ်တိုင်ကချမ်းမြေ့တရားလှပါသည်ဟုထင်သာသောဘဝကိုစော့ရက်နိုင်လွန်းလှသည်ကိုအောင်သူ၏အခြေကိုမြင်၍တန်ရုံးစဉ်အမြင်မပြတ်နိုင်သောမတ်မဲတွေ့သည် ရခင်ရခင်ကမပြုံးနိုင်ခဲ့ဟန်တူ၏သို့သောမတ်မဲတွေ့ပြောသောသမိုင်းတွင်မူ တန်တရာဤကြောင့်မဲ့ဖွယ်ကောင်းမွန်ကို ပြုံးမင်းသိ၍မပြုံးဟုဆို၏မမေတွေ့သည်တကယ်တန်တရာကိုကြောက်၍မပြုံးခဲ့ပါလင် ကိုအောင်သူထွက်ခွာသွားခြင်းအတွက်အသားကြီးခွင့်လွတ်တင်သည်မဟုတ်ပါလားမမေတွေ့သည်တန်တရာကိုကြောက်၍မပြုံးလေသလားကိုအောင်သူနှင့်တနေ့ခွဲခွာရမည်အဖြစ်ကိုမြင်လေ၍မပြုံးလေသလားဘိုးမူးကောင်းတဲ့တွင်မရှင်းမလင်းဖြစ်နေပေသည်မမေတွေ့အဖို့တွင်မူလာလက်တန်သောချိန်များတွင် ပြုံးနိုင်ရှာမီမထင်အဘဲကြောင့်ဆိုသောကိုအောင်သူလူဝတ်လဲသည်ဟု၍ကဘိုးမူးသည်တရင်စကားမကြားရတော့ပေ။နာစင်ပေးသူအလုံးကိုကျေးဇူးတူးပဲတင်ရှိပါရဲ့ရှင်။